တနေ့တနင်္ဂနွေကျွန်ုပ်ဒီကျွန်ုပ်ဤမိတ်ဆွေကြီးစာပလင်းနှင်းမောင်နေထိုင်ရာအမှတ်995ဘိုးလိန်လန်းစီတို့အလဲအပတ်ရောက်ရှိခဲ့လေ၏ကျွန်ုပ်ရောက်ရှိသွားသည့်ချိန်၌စာပလင်းနှင်းမောင်သည်ရှေးဟောင်းပကြီးကားချက်ကြီးတစ်ချက်ကိုစိတ်ပါဝင်စားစွာကြည့်ရှုနေလေ၏ထိုပကြီးကားကြီးမှာစီစေးဖြင့်ရေးဆွဲထားကြောင်းသတိပြုမိလေ၏ထို့ပြင်လက်ရာမှာလည်းလွန်စွာအနှုတ်စိတ်လိုက်၏ထိုပကြီးကားတွင်ပါရှိသောတိုက်အိမ်တစ်လုံး၏ပုံစံမှာလည်း မြန်မာတို့စောက်လေးစောက်ထရှိသောပုံစံမျိုးမဟုတ်ဘဲတမျိုးတစ်ပုံထူးခြားနေလေ။မြည်သည့်နေရာ၌ထူးခြားနေသည်ကိုမူကျွန်ုပ်အနေနဲ့မပြောတတ်ပါ။စာပလင်းနှင်းမောင်သည်ကျွန်ုပ်ကိုနေရာထိုင်ခင်းပေ၏။ထို့နောက်သူသည် secret lake ကိုထုတ်၍မိညိရှိုက်ဖွာကထိုပကြီးကားကိုကြည်မြဲဆက်၍ကြည်နေလေ၏။ထို့ကြောင့်ကျွန်ုပ်လည်းဘူးမသိဘာမသိနေပင်၎င်းနှင့်ရောနောကထိုပကြီးကားဟောင်းကြီးကိုငေးမောနေလေ၏။ပကြီးကားမှလွန်စွာရိုးဆင်းလိုက်၏။ အုတ်တိုင်းခတ်ထားသောခြံဝင်းကြီးအတွေ့မှတိုက်အိမ်ကြီးတလုံးကိုပုံတူရေးဆွဲထားခြင်းသာဖြစ်၏ထိုပကြီကား၏ဘောင်၌မူလက်နှိပ်ဆက်ဖြင့်ရိုက်ထားသော အောက်ပါစာတန်းကိုကတ်ထားလေ၏3 playing cards ဖဲ၃ချက် ထို့ကြောင့်ကျွန်ုပ်ကအဲဆေးကိုနေမောင်းဒီပကြီကားကြီးကပြင်းဖို့တော်တော်ကောင်းနေဗျာလူလဲမပါတလိပ်ဆန်လဲမပါတိုက်အိမ်ထီထီမမာကြီးတလုံးကိုပုံတူရေးထားတာပဲဟုပြောလိုက်လေ၏ထို့ကစာပလင်းနေမောင်းကဒီပကြီကားကအတော်ဆန်းနေတယ်ဗျာ ဆွဲတဲ့လူရဲ့နာမည်က death လို့ခေါ်တယ်ဗျ။အကြီးကားတော့မှသူ့ရဲ့လက်မှတ်ကိုတွေ့ရတယ်။ဒီပုဂ္ဂိုလ်ဟာနည်းနည်းရရပုဂ္ဂိုလ်မဟုတ်ဘူး။အိန္ဒိယပြည်မှာအတော့ကိုနာမည်ကြီးတဲ့ဆရာကြီးပဲ။မျက်နှာပြူတွေဟာသူ့ရဲ့ပကြီကားကိုအလွန်ပဲစိတ်ဝင်စားကြတယ်။တကယ်ကိုဈေးကြီးဈေးကောင်းပေးပြီးသူ့ပကြီကားတွေကိုဝယ်တယ်ဗျ။ပကြီဝါဒနာအိုးမျက်နှာပြူတွေကဆိုရင်သူ့ကို Royal Ed လို့တောင်တင်စားပြီးခေါ်ကြတယ်။ဒါပေမဲ့အခုဒီပကြီကားမှာပကြီရဲ့စီကန်းတွေချိုးဖောက်ထားတာတွေ့ရတယ်။ပကြီကားတစ်ချက်ရဲ့အလေတဲတဲမှာ မြင့်မတ်ဖြစ်စေတဲ့အရာဝတ္ထုတွေမရေးရဘူးဒီပကြီကားဟာဒီစီကန်းကိုအကြအနချိုးဖောက်ထားတယ်နောက်တစ်ခုက perspective လို့ခေါ်တဲ့အနီးအဝေးတွေမားနေတယ်အဝေးမှာရှိတဲ့အုတ်ခဲကကြီးပြီးအနီးမှာရှိတဲ့အုတ်ခဲကသေးနေတယ်ဒီထက်ဆိုးတာကတော့အရိတ်တွေမာပြီးကြာထားတယ်ဒီပကြီကားမှာရှိတဲ့အရိတ်တွေအားလုံးညာဘက်ကိုခက်ဆောင်ဆောင်ကြာထားတယ်ဟောဒီနာကတိုင်ငုတ်ကလေးရဲ့အရိတ်ကြမ်းမှာပြောင်းမြန်ဖြစ်ပြီးဘယ်ဘက်ကိုအရိတ်ကြာထားတယ်ဟုပြောလိုက်လေဤဒုက္ခကျွန်ုပ်က ဒါဟာပကြီးဆရာတယောက်အနေနဲ့မတော်တဆမားတာမဖြစ်နိုင်ဘူး။တမင်တကာလှုပ်ထားတာဖြစ်တယ်လို့ခမရဆိုလိုချင်တာလားဟုမေးလိုက်သည်။ထိုအခါစာပလီနင်းမောင်ကကျုပ်ဘာမှမဆိုချင်သေးဘူး။ဒါပေမဲ့ဒီပကြီးကားမှာစိတ်ဝင်စားစရာအကောင်းဆုံးတစ်ချက်ရှိနေတယ်။အဲ့ဒါကဘာလဲဆိုတော့ဟောဒီတိုက်အိမ်ကြီးတလုံးလုံးကိုအသေးစိတ်ရေးဆွဲထားတာလဲကျုပ်မအံ့ဩပါဘူး။တိုက်အိမ်ရဲ့ဗရင်ပေါက်ကနေအထဲမှာလူ၃ယောက်ဖဲကစားနေတဲ့ပုံကိုအသေးစိတ်ရေးထားတာကတော့အံ့ဩစရာကောင်းနေပြ။ဒီထက်အံ့ဩစရာကောင်းတာကတော့ ပရင်ပေါင်းနဲ့အနီးဆုံးလူကင်ထားတဲ့လက်ထက်ကဖဲချက်ကိုခဲရခဲစေရေးထားတာအအံ့အောဆုံးပဲဟုဆိုသဖြင့်ကျွန်တော်လည်းပကြီကားအနီးသို့တိုးကပ်၍ကြည့်လိုက်ရာစာပလင်းနဲ့မောင်ပြောသည့်အတိုင်းလူ၃ယောက်ဖဲကစားနေသည့်ပုံကို ထိုးခါကြမှပင်တွေ့ရလေတော့ဤထိုးကြောင့်ကျွန်ုပ်ကဟုတ်ပါရဲ့ဗျာလက်ထက်ကဖဲ၃ချက်ကိုတော့အတိုင်းသားမြင်နေရတယ်ဗျဟောဒီဘက်အစွန်ဆုံးဟာကဒိုင်းမွန်ကွင်းဗျဒုတိယဟာကစပိတ်တဲ့ဗျနောက်ဆုံးဟာကညင်ငါပဲဗျဟုပြောလိုက်လေဤ ထိုအခါစားပလင်းနှင့်မုံကဟုတ်တယ်အိုက်ပြီဟုပြန်၍ပြောလိုက်လေ၏။ထိုကြောင့်ကျွန်ုပ်ကကိုမီကစားတာဆိုရင်တော့အဲ့ဒီလူ6ပေါက်ပဲရှိတယ်ဗျဟုပြောလိုက်ရာစားပလင်းနှင့်မုံကပြုံး၍ကိုမီမဟုတ်ဘူးဗျဂျူတီဒေါင်းနေကြတာဟုပြောလေ၏။ကိုကဒေါင်းနေပဲကြားဘူးပါလေ။ဂျူတီဒေါင်းနယ်လို့မကြားဘူးပေါ့ဗျာဟုကျွန်ုပ်ကပြောလိုက်တော့ခါစားပလင်းနေမောင်က IP ပြောတာကပိုကာဒေါင်းတာပဲပိုကာက10ချက်ရှိတယ်73ချက်ရှိတယ်အတွဲကလည်း player ဆိုရင်အနည်းဆုံး3ချက်တွဲရတယ ရန်ဆိုရင်၃ချက်တွဲရတယ်။ဂျိုတီကဒီလိုမဟုတ်ဘူးဗျ။နှစ်ချက်စီတွဲပြီးကစားရတယ်။ပိုကာကစားတဲ့အခါမှာဂျိုကာရုပ်ပါတဲ့ဖဲချက်ကိုအသုံးပြုတယ်။ဂျူတီကစားတဲ့အခါမှာတော့ဂျိုကာထဲ့မကစားဘူး။နှစ်ဖဲဟာဂျိုကာပဲ။နှစ်ဖဲရရင်ဘာနဲ့ပဲဖြစ်ဖြစ်တွဲခွင့်ရှိတယ်။ဝေတော့၅ချက်ဝေရတယ်။ကလာဖဲသမားတွေအလွန်သဘောကျတဲ့ကစားနည်းပေါ့ဗျာဟုရှင်းပြလိမ့်မည်။ခမရကတော့စုံစုံစိစိတိပေတာကိုဗျ။တကယ်ကိုဘ ഹു တုတ္တဗန်တိုက်ကြီးပါပဲ။ဒါနဲ့နေပါဦး။ ဒီဝတီကားကဘယ်ကနေဘလို့ရောက်လာတာတုံးဟုကျွန်ုပ်ကမေးလိုက်လေ။ဒါနဲ့ပြန်10နာရီထိုးရင်ရှေးဟောင်းပစ္စည်းရောင်းနေဂျူလီယိုဆိုင်ကလေးလံပြည့်မဲ့ပစ္စည်းထဲမှာဒီဝတီကားလဲပါတယ်ဗျ။ဒါကိုတရေကြတဲ့လူ3ယောက်ရှိလေ။မနေ့ပြန်ဆိုရင်လေးလံပွဲကိုလာကြလိမ့်မယ်။လေးလံမပြည့်ခင်မှာဒီဝတီကားကိုလေ့လာစရာရှိတယ်ဆိုပြီးကြုံယူထားတာ။ဒီနေ့ည9နာရီမထိုးခင်ပြန်ပေးရမယ်ဟုစားပလင်းနေမောင်ကပြောလေ။ထို့နောက်ကျွန်ုပ်နဲ့စားပလင်းနေမောင်တို့သည်မအူကုန်းတိတ်ရှိကားကလဖိတ်ရည်ဆိုင်တို့သွားကား အနှံ့အယသာကင်းမဲ့လာသောလက်ဖက်ရည်ကို မာယူတောက်တုံးကြလေ၏ထို့နောက်ကျွန်ုပ်သည်စားပလင်းနှင်းမောင်အားနှုတ်ဆက်၍ပြန်ခဲ့လေတော့၏နောက်တနေ့မနက်မိုးလင်းသည်နှင့်တပြိုင်နက်ကျွန်ုပ်သည်စားပလင်းနှင်းမောင်ထံသို့ရောက်ရှိခဲ့လေတော့၏ထိုကားစားပလင်းနှင်းမောင်ကစောစောစီးစီးဝါလာဟုမေးလေ၏ဒီကနေ့လေလံပွဲသွားမယ်မဟုတ်လားအဲ့ဒါခမားနဲ့တူလိုက်ပြီးကြည့်ကျင်လို့ဟုကျွန်ုပ်ကပြောလိုက်ရာစားပလင်းနှင်းမောင်ကစေနာကြီးထိုးမှဆမှာပါအိုက်ပီရဲစောပါသေးတယ်ပြီးတော့လဲ အဟန်ကြတော့ရလမ်းမှာဆိုတော့တိတ်အဝေးကြီးသွားရမှာမှမဟုတ်ပဲဟုပြောလိစောတော့လေရွှေကုံဖျားတက်ပြီးဖူးကြတာပေါ့ကိုနေမောင်ရဲ့ဟုကျွန်ုပ်ကပြောလိုက်ရာစားပလေးနေမောင်ကခေါင်းညှင်း၍သဘောတူလိုက်လိထို့နောက်တွင်ကကျွန်ုပ်တို့နှစ်ဦးသည် စကားတပြောပြောဖြင့်ကံတော်ကြီးကိုပတ်ကရွှေကုံဖျားကိုသွားရောက်ဖူးမြော်ကြလိဖျားဖူးပြီးသောခါ၌အရှိဘက်မုံမှဆင်းကမော်လမြိုင်သူမိမကျော်ကြီးရောင်သောထမင်းဆိုင်၌ငရံကောင်းစီပြန်တပွဲစီမှာ၍ထမင်းစားကြလိထမင်းစားပြီးနောက် လေလံပွဲရှိရာသို့သွားရောက်ကြလေ၏ကျွန်ုပ်တို့ရောက်ရှိသွားချိန်၌လေလံပွဲသည်မောင်းတဒူဒူဖြင့်စနေပြီဖြစ်၏ဆင်းဆွဲရွက်တင်မောကျင်းဤမိအုပ်ဆောင်ဖန်ပရိစေလိုက်ကစသောတိုလီမုတ်ဆပစ္စည်းများလေလံတင်၍ရောင်းချခဲ့ပြီဖြစ်၏ထို့နောက်တွင်ကယမန်၏ကကျွန်ုပ်မြင်တွေ့ခဲ့ရသောပကြီကားကြီးကိုစတင်၍လေလံပစ်လေတော်၏စသည်ဆိုသည်နှင့်ပေါင်းမိရှိနတ်ပြာရောင်ဝဲ၍တကလက်ကုတ်အင်ကြီးအနက်ရောင်ကြီးကိုဆင်မြန်းကား တကလက်အုတ်ထုတ်ပြော်တလုံးကိုခက်ငိုက်ငိုက်စောင်းထားသည်နခက်မွေးဆဆနှင့်အသက်40ခန်းရှိလူတစ်ယောက်က900ဟုစတင်អော်လိုက်လေ၏ထို့ကြောင့်ကျွန်ုပ်ကဒီပကြီကားကို900တောင်ပေးပြီးဝယ်ရဲလို့ရှိတယ်နော်ဟုပြောလိုက်ရာစားပလင်းနှင့်မောင်ကပြုံးလေ၏8000နဲ့1000ကျားလောက်မှအဆုံးဖြတ်ပေးလိမ့်မယ်အခု900ကစားပြီးပေးလိုက်တဲ့လူကိုကျုပ်ကောင်းကောင်းကြီးသိတယ်သူဟာနာမည်ကြီး magician တစ်ယောက်ပဲသူ့နာမည်ကစူရကားလို့ခေါ်တယ်ဟုပြောလိုက်လေ၏ဒုက္ခကျွန်ုပ်က မက်ဂျီရှင်ဆိုတော့မျက်လက်စရာပေါ်ပြဟုပြောလိုက်လေဒုက္ခစာပလင်းနေမောင်ကမက်ဂျီဆိုတဲ့စကားကိုကျုပ်တို့မြန်မာတွေကမျက်လက်လိုကြီးနားလည်နေကြတယ်အမှန်ကမက်ဂျီဟာမျက်လက်ဆိုတဲ့စကားထက်နက်နဲတဲ့အတိတ်ပဲကိုစောင့်နေဗျဒါပေမဲ့ကျုပ်ကစကလုံးရွေးချယ်တဲ့အလုပ်ကိုတိတ်ပြီးစိတ်မဝင်စားလေတော့မက်ဂျီကိုမက်ဂျီလို့ပဲပြောမယ်ဗျအဲ့ဒါလိုက်စားတဲ့လူကိုလည်းမက်ဂျီရှင်လို့ပဲပြောမယ်ကဲလေထားလိုက်ပါတော့စူရကာဟာမက်ဂျီရှင်တယောက်ပဲသူဒီပကြီးကားကိုမရမကလိုက်ပြီးကြေးတိုက်လိုက်မယ်ဟုပြောလေ၏။ဘာဖြစ်လို့သူကဒီလောက် အငမ်းမရလိုချင်ရတာတုံးဟုကျွန်ုပ်ကမေးလိုက်လိဒီပကြီးကားဟာရိုးရိုးပကြီးကားမဟုတ်ဘူးမချစ်ပညာနဲ့ရေးဆွဲထားတာဖြစ်တယ်ဒီပကြီးကားမျိုးကိုရှေးဟောင်းရိုမန်နီလူမျိုးတွေရေးဆွဲလေးရှိတယ်တက်အိမ်ထဲမှာလူတယောက်ကင်ထားတဲ့ဖဲချက်ဟာမချစ်ပညာတစ်ခုရဲ့လိုအပ်ချက်ပဲဒီပညာဘက်မှာလိုက်စားတဲ့မစ္စတာဆူရကာတို့လိုလူဖို့ဒီပကြီးကားကိုနေ့စဉ်တစိမ့်စိမ့်ကြည့်ရင်ပညာဉာဏ်ပွင့်သွားနိုင်တယ်ဟုစာပလင်းနေမောင်ကပြောလိုက်လိထိုစဉ်နိုင်မှာပဲတစုံတယောက်တီထား၍ ရှေ့ရာဟုအိုရင်သူ၏လက်ဝဲဘက်လက်ကိုအများမြင်အောင်ထောင်၍ပြလိုက်လေ၏ဒုခလေးလံပြစ်သူကမောင်းကိုတဒူဒူထုရင်ရှေ့ရာတကြိမ်ဟုអော်လိုက်လေ၏လေးလံပွဲပြိသက်သည်ញញ၍နားထောင်နေ၏များမကြာမီမှာပင်လေးလံပြစ်သူကမောင်းကိုဒူကနေထုလိုက်ရင်ရှေ့ရာနှကြိမ်ဟုអော်လိုက်လေ၏ဒုခစားပလင်းနေမောင်ကအခုရှေ့ရာပေးတဲ့လူကိုကျုပ်ကောင်းကောင်းသိတယ်ဗျဒီလူဟာမြင်းထရိန်တာပဲ သူ့မှာစေတန်ဆိုတဲ့မြင်းတကောင်နဲ့အငယ်လေးဆိုတဲ့မြင်းတကောင်ရှိတယ်။သူကဘာအထိတ်ပဲနဲ့ဒီပကြီကားကိုလေလံလိုက်ပြီးဆွဲတယ်လဲတော့မဆိုနိုင်ဘူးဟုပြောလေ။ထိုချိန်တိုင်းမှာပင်တစုံတယောက်တည်းလက်ရာဘက်ကိုထောင်၍ကိုးရာဟုអော်လိုက်လေ။ထိုကစားပလင်းနေမောင်ကအဲ့ဒီလူကြီးကိုလည်းကြောက်ကောင်းကောင်းသိတယ်ဗျ။သူ့နာမည်ကဥချမ်းသာတဲ့ဇက်ထောင်တဲ့လူကြီးဗျ။ဒီလူကြီးကတော့ပကြီးဝါဒနာအိုးကြီးဟုပြောလိုက်လေ။ထိုခါ၌လေလံသမားသည်မောင်းကိုဒုကနေထုလိုက်ပြီးလျှင 900တကြိမ်ဟုအော်လေ၏ထိုအခါမစ္စတာစူရကာက1400ဟု လက်ကိုစန့်တန်း၍အော်လိုက်လေ၏ထိုအခါမြင်းထရိန်နာက1900ဟု အော်လိုက်ပြန်လေ၏လေလံပြစ်သူသည် မောင်းကိုဒူကနေထုလိုက်ရင်1900တကြိမ်ဟု အော်လိုက်ရာဇက်ဆရာဦးချမ်းသာက1800ဟု အော်လိုက်လေ၏ထိုအခါလေလံပြစ်သူက1800တကြိမ်ဟုကြေညာရပြန်လေ၏ထိုအခါမစ္စတာစူရကာကလေလံသမားတို့၏အစင်လာထုံးစံကိုခြေဖြတ်၍ နောက်ဆုံးကြေညာလိုက်သောဈေးနှုန်းနှင့်လွန်စွာအလန်းကွာလာသောဈေးကိုအော်ပြောလိုက်လေတော့ဤ။ကဲလိုက်ချင်တဲ့သူတိုက်ချင်တဲ့သူရှိရင် လိုက်ကြတိုက်ကြပြီတော့။9000ပေးတယ်ဟုပြောကာစင်တစိတ်စီးကရက်ကိုထုတ်၍မီးညှိရှိုက်ဖွာရင်ပရိသတ်ကိုအကဲခတ်နေလေတော့ဤ။ထို့ခါဇက်ပိုင်ရှင်ဦးချမ်းသာကမစ္စတာစူရကာ၏မျက်နှာကိုငေး၍ကြည့်နေ၏။လေလံပွဲပရိသတ်လည်းမစ္စတာစူရကာအားအံ့အားသင့်သောမျက်လုံးများဖြင့်ကြည့်ရှုနေကြလေ၏။လေလံပြစ်တော်သူပင် မောင်းကိုမထုနိုင်ပဲမစ္စတာဆူရကာအားလမ်း၍ကြည်နေလေ၏ထို့နောက်မှ6000တကြိမ်ဟု အော်ဟစ်လိုက်လေတော့၏ပရိသတ်သည်ငြိမ်နေ၏ထိုအခါဇက်ပိုင်ရှင်ဦးချမ်းသာက9996ချက်ပေးတယ်ဟုအော်လိုက်လေလျင်လေလံပြတ်တော်သူပင်လန့်ဖြန့်သွားသည်ဖြစ်ရာ၎င်း၏လက်တွင်မှမောင်းကြီးသည်ဂွန်ကရင်အောက်သို့လွတ်ကျသွားလေတော့၏ပရိသတ်သည် အကြသည်ပင် ကြားရမတဲ့ငြိမ်၍သွားလေတော့၏မစ္စတာဆူရကာလည်းစိတ်ပြက်လက်ပြက်အမူအရာနဲ့ ။ဦးချမ်းသာအရှုံးပေးကြောင်ခြေဟန်လက်ဟန်ဖြင့်ပြကလေလံဝိုင်းအတွင်မှထွက်သွားလေတော့၏။လေလံပြစ်သူမှလွတ်ကျသွားသောမောင်းကိုကောက်ယူ၍6969ချက်တစ်ကြိမ်6969ချက်နှစ်ကြိမ်6969ချက် သုံးကြိမ်ဟုလူတလဲမောင်းတလဲပြိတက်ကိုအတိပေးပြီးနောက်ဦးချမ်းသာထံမှငွေ6969ချက်ကို လက်ခံပြီးလျင်ထိုထူးဆန်းသောပကြီကားကို အင်္ဂလိပ်သတင်းစာစာရွက်ကြီးများဖြင့်ထုတ်ပတ်ချီနှောင်ကဦးချမ်းသာ၏လက်သို့တရုတ်တေလွဲအပ်လိုက်လီတော့တည်။အထက်ပါဖြစ်ပျက်များဖြစ်ပွားပြီး6နှစ်ခန့်ကြာသောအခါ၌ကျွန်ုပ်သည်မိษွေကြီးစာပလင်းနေမောင်၏အိမ်သို့သွားရောက်ခဲ့လေ၏။စာပလင်းနေမောင်သည်ကျွန်ုပ်အားရင်နွေးချမ်းဖြင့်ဧည့်ခံလေ၏။ကျွန်ုပ်လည်းရင်နွေးချမ်းတောက်ရင်စာပလင်းနေမောင်နှင့်စကားပြောနေ၏။ထိုချိန်၌မှပင်တစုံတယောက်သည်အခန်းဝါသို့ရောက်ရှိလာပြီးလျှင်ဝင်ခွင့်ပြုပါခမညာဟုပြောလေ၏။ ထိုကစာပလင်းနေမောင်ကဝင်ခဲ့လေဗျာဟုလမ်း၍ပြောလိုက်သဖြင့်ထိုလူသည်အခန်းတွင်းသို့ဝင်လာ၏ထို့နောက်ခုံလွတ်တလုံးတွင်ဝင်၍ထိုင်၏ပြီးလျင်ဆရာတို့နှစ်ယောက်နှင့်ဘသူဟာစာပလင်းနေမောင်ပါလဲခမ ्या ဟုမေးပြီးနောက်၎င်းဖာသာပင်စာပလင်းနေမောင်ကိုရွေးချယ်သိရှိသွားကဒီဆရာပဲဖြစ်မှာပါဟုပြောဆို၍စာပလင်းနေမောင်အနီးသို့၎င်း၏ခုံကိုတိုးကပ်အောင်ရွှေ့လိုက်လေ၏ကျွန်တော်လည်းထိုလူကိုတေချာစွာကြည့်လိုက်လေ၏ထို့သူမှာအတက်အားဖြင့်အစိတ်ခံတာရှိယုံမြည်ဖြစ်၏အသားမှညို၏ထို့သော အကဲခတ်နေစဉ်၌ပင်ထိုးတငယ်ကစားပလင်းနှင်းမောင်အားကျွန်တော်နာမည်ကမောင်ရင်မောင်လို့ခေါ်ပါတယ်ကျွန်တော်အဖေရဲ့နာမည်ကဦးချမ်းသာတဲ့ဇက်ထောင်ပါတယ်ဇက်ဆရာဦးချမ်းသာဆိုရင် လူတိုင်းသိပါတယ်ပြီးခဲ့တဲ့နှစ်ကဆုံးသွားပါပြီဟုပြောလေဤဘာယောဂာနဲ့မြန်ဆုံးသွားတာလဲကွယ်ဟုကျွန်ုပ်ကကြားဖြတ်၍မေးလိုက်လေဤယောဂာနဲ့ဆုံးတာမဟုတ်ပါဘူးခင်ဗျာကားတိုက်ခံရပြီးဆုံးသွားတာပါ ကျွန်တော်အဖေကမနက်တိုင်းထပြီးလမ်းလျှောက်တဲ့အချင်းရှိတယ်အဲ့ဒီမှာကားတိုက်ခံရရှာတာပဲတခုထူးဆန်းတာက အဖေမတည်ခင်မှာအဖေစီကို စာရိုက်ကနေစာတစောင်ရောက်လာတယ်။အဖေကစာအိတ်ကိုဖွင့်ပြီးကြည့်လိုက်တော့အထဲမှာဘာစာမှမပါဘူး။ဒိုင်းမွန်ကွင်းဖဲချက်ကလေးတစ်ချက်ထွက်လာတယ်ဟုမောင်ရင်မောင်ကပြောလိမ့်။ထိုခါ၌စာပလေးနှင့်မောင်ရင်မျက်လုံးများသည်အယောင်တစ်ဖြက်ဖြက်လက်၍လာလိမ့်။အမဲလိုက်ခွေးသည်တားကောင်၏အနံ့ကိုရသည်လားလှုပ်လှုပ်ရှားရှားဖြစ်၍သွားလိမ့်။ထို့နောက်စာပလေးနှင့်မောင်ကအဲ့ဒီကွင်းဖဲချက်ရပြီးပြီးချင်းကားတိုက်ခံရတာလားဟုမေးလိုက်လိမ့်။မဟုတ်ဘူးခမည်း။ အဲ့ဒီဖဲချဲရပြီး15ရက်လောက်ကြာတဲ့ခါမှာစပိတ်တစ်ဖဲတစ်ချက်ရသေးတယ်။အဲ့ဒီစပိတ်တစ်ဖဲချဲနဲ့တူငါတို့ပေးထားတဲ့ပစ္စည်းတွေပြန်ပေးလို့အတိတ်ပဲရတဲ့အင်္ဂလိပ်စာလေးတစ်ကြောင်းနဲ့ပါတယ်ခမဟုမောင်ငင်မောင်ကပြောလိုက်လေဒုက္ခစားပလင်းနေမောင်ကအဲ့ဒီစပိတ်တစ်ဖဲချဲရပြီးတော့တေးတာလားဟုမေးလိုက်လေမဟုတ်ဘူးခမပြောတဲ့အတိုင်းမလုပ်ရင်အသေးစိုးနဲ့တေးရစီမယ်ဆိုတဲ့အင်္ဂလိပ်ဘာသာနဲ့စာတစောင်းရဲ့ညင်ငါတစ်ချက်ရဲ့ရောက်လာပြီးမကြခင်မှာတေးတာပဲဟု မောင်ရင်မောင်ကပြန်၍ဖြေလိ။ထိုအခါကျွန်ုပ်ကအခုဒီတငယ်ပြောတဲ့ဖဲသုံးချက်ဟာဟိုတခါပကြီးကားမှာပါတဲ့ဖဲသုံးချက်နဲ့အတူတူပါပဲလားဟုပြောလိုက်လေ။စာပလင်းနေမောင်သည် ကျွန်ုပ်၏စကားကို ထောက်ခံသောအဖြစ်ခေါင်းကိုဆက်၍ပြလိုက်လိ။ထိုအခါကျွန်ုပ်ကအေးလေတေးပြီးပြီပဲကွာစိတ်မကောင်းမဖြစ်ပါနဲ့ဟု ပြောလိုက်လိ။ထိုအခါမောင်ရင်မောင်ကစိတ်မကောင်းဖြစ်လို့လာပြောတာမဟုတ်ဘူး။အခုကျွန်တော်စီကိုစာရိုက်ကနေဒိုင်းမွန်ကွင်းဖဲတစ်ချက်ရောက်လာတယ်။ ဂက်ကိုအကျိုးအကြောင်းသွားပြောတော့ဂက်ပလိတ်တွေကအလေးနဲ့မထားဘူးလူနောက်လူပြောင်နေပို့တာပါကွာလို့ပြောပြီးကျွန်တော်ကိုပြန်လွတ်လိုက်တယ်တလားလောက်ကြာတော့စပိတ်တစ်ဖဲတစ်ချက်ထပ်ပြီးရောက်လာတယ်ဟုပြောကဖဲချက်များကိုပို့လိုက်တော့စာအိတ်များနေတူကျွန်ုပ်တို့အားထုတ်ပြလေတော့ဤကျွန်ုပ်ဒီဖဲချက်များကိုကောက်ယူကြည့်ရှုလေဤဖဲချက်များမှာပရုံးတစိ့ဖဲတုံးမှာဖဲချက်များဖြစ်လေဤစာပလင်းနင်းမောင်ကမူဖဲချက်များပို့လိုက်တော့စာအိတ်များကိုတေချာစွာကြည့်ရှုပြီးနောက်ဒီမှာမောင်ရဲမောင် ညင်းငါတစ်ချက်ရလာရင်တော့မင်းကိုတတ်ပြီးမှတ်ပြီးတော့အဲ့ဒီတော့ကွာညင်းငါတစ်ချက်ရတာနဲ့တပြိုင်နက်ဒီကိုပြေးလာပြီးတော့ဟုပြောလိုက်လေထိုအခါမောင်ရင်မောင်ကကျွန်တော်အသက်ကိုကဲပါခင်ဗျာကျွန်တော်အခုလိုဘာမှန်းညာမှန်းမသိပဲတေးရမှာကိုကြောက်ပါတယ်ခင်ဗျာဟုတုံတုံရင်ရင်ဖြင့်ပြောဆို၍ပြန်သွားလေတော့ဤမောင်ရင်မောင်ပြန်သွားသောခါ၌ကျွန်ုပ်ကဘလို့ဖြစ်တာလဲဟုမေးရာစားပလင်းနေမောင်က လူမားပြီးတက်တာဗျရှေးဟောင်းမက်ဂျစ်သမားရိုးရိုးမက်ဂျစ်သမားတော့မဟုတ်ဘူးဘလက်မက်ဂျစ်လို့ခေါ်တယ် အတက်ဆန်းကိုတက်တဲ့လူတွေဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုရဲ့လက်ချက်ပဲ။ဘာဖြစ်လို့လဲဆိုတော့ရှေးဟောင်းရိုမန်နီလူမျိုးတွေမှာတဦးနဲ့တဦးဖဲချက်ကိုပို့ပြီးတရင်ပေးလေးရှိတယ်။ဖဲချက်တွေမှာအဓိပ္ပာယ်တွေရှိတယ်ဗျ။အဲ့ဒါတွေကိုတနေ့မှလိုရမယ်ရဆိုပြီးကြုတ်လဲရှာဖွေပြီးမဆူထုတ်ထားတယ်။ဒိုင်မွန်ကွင်းဟာကောင်းသောအသီးအပွင့်များကိုစွခူးနိုင်ခြင်းဆိုတဲ့အဓိပ္ပာယ်ကိုရတယ်ဗျ။စပိတ်တက်ဟာတော့ကန်ဆိုးမူးမောင်လို့အဓိပ္ပာယ်ရတယ်။ညင်ငါကတော့ကန်တရားကစတင်တိုက်ခိုက်ပြီးငိုကြွေးပြီးတော့လို့အဓိပ္ပာယ်ရတယ်ဗျ။ အဲ့ဒီတော့ဦးချမ်းသာကိုတတ်တဲ့လူစုဟာတစ္ဆာဖောက်သွားတဲ့သူတို့အဖွဲ့ဝင်တယောက်နဲ့လူမားပြီးတတ်တာဗျအချင်းချင်းလို့ယူဆလို့ဖဲချက်ပို့ပြီးတရိပ်ပေးတာပေါ့ဗျာအပြင်လူကိုဒီဖဲချက်ပို့လို့ဘာအဓိပ္ပာယ်ရှိမှာတော့ဟုပြောလိုက်ဤဘလို့ကြောင့်များလူမားရတာတော့ဗျာဟုကျွန်ုပ်ကမေးလိုက်ရာစားပလင်းနေမောင်ကကျုပ်တို့တခါတော့ငါကြည့်တဲ့လေလံပွဲကပကြီကားနဲ့ပတ်သက်နေတယ်ဗျသူတို့အဖွဲ့ဝင်တွေဟာကဘာအရရမှာပြန့်နေတယ်ဒါပေမဲ့အထိမ့်မတ်တစ်ခုခုတော့ရှိဟန်တူတယ်အဲ့ဒီအထိမ့်မတ်ဟာပကြီကားပဲထင်တယ် သူတို့အဖွဲ့ဝင်တွေဟာအဖွဲ့ကထွက်တဲ့အခါမှာအဖွဲ့ကိုပြန်ပြီးအက်ရတယ်နဲ့တူတယ်ဗျအဲ့ဒီမှာအဖွဲ့ဝင်တယောက်ဟာအဖွဲ့နဲ့လည်းအဆက်အသွယ်မလုပ်တော့ပဲပကြီကားကိုလည်းပြန်မအက်တော့ပဲဇက်မြုပ်ပြီးနေလိုက်တယ်ထင်တယ်အဲ့ဒီမှာဒီလူကိုအဖွဲ့ဝင်တွေကကဘာအရရမှာလက်ပြီးစုံစမ်းနေပုံရတယ်နောက်ဆုံးမြမပြည်မှာတရင်ရလို့ဖဲချက်ပို့ပြီးတတိပေးတာပဲနောက်ဆုံးဒီနီးနဲ့လောက်ကြံခံသွားရတာပဲဖြစ်လိမ့်မယ်ဟုစာပလင်းနဲ့မောင်ကရှင်းပြလိမ့်ထို့နောက်ကျွန်ုပ်ဒီစေးတံအိုးနိုင်စေးထက်ကမိကြီးရှိုက်ဖွာရင် ထိုထူးဆန်းသောလူသက်မှုအကြောင်းကိုစဉ်းစားနေမိလေ၏။စာပလင်းနှင့်မောင်မောင်မူ၆လုံးမျိုးတနက်ကိုထုတ်၍တိုက်ချွတ်နေလေ၏။ထိုချိန်၌မှာပင်မိုးကလေးဒစိမ့်စိမ့်ရွာလာသည်ဖြင့်ပဇောင်၌ခဲထားသောစေးတံကိုဖြုတ်ခါကျွန်ုပ်သည်ကလထိုင်နောက်မီ၌နောက်ဆေးကိုမေး၍တင်ကားငိုင်မြီးချင်း၏ထူးကဲသောအရသာကိုခံစားနေလေတော့၏။ထိုချိန်၌မှာပင်ဆရာရေဆရာရေဟုအော်ဟစ်ကစုံတယောက်ပြေးတက်လာသည်ဖြင့်ကျွန်ုပ်သည်မျက်လုံးကိုဇက်ကနေဖွင့်ကကြည့်လိုက်ရာစောစောကပြန်သွားသော မောင်ရေမောင်ဖြစ်ကြောင်းသိရလေတော့ဤစာပလင်းနေမောင်လဲတနက်ဤစုံလေပေါက်အတွင်းသို့ကြီးစံများကိုထိုးထည့်လိုက်ပြီးနောက်ဘာလဲမောင်ရေမောင်ညင်ငါဖဲတစ်ချက်ရောက်လာပြီလားဟုမေးလိုက်လေဤထိုအခါမောင်ရေမောင်သည်လွန်စွာမောပန်းထိတ်လန့်စွာဖြင့်အစ်စ်ပေါ်ဆရာရဲ့ကျွန်တော်ဒီကိုလာနေတော့အိမ်ကိုစားတဆောင်ရောက်နေတယ်အဲ့ဒီစာအိတ်ကိုကျွန်တော်ဖြန့်ကြည့်တော့ညင်ငါဖဲတစ်ချက်ထွက်လာတယ်ဟုဆိုကာထိုဖဲချက်နဲ့တူစာအိတ်ကိုပါစာပလင်းနေမောင်အားပေးလိုက်လေဤစာပလင်းနေမောင်သည် ဖဲချက်နှင့်စာအိတ်ကိုတေးချကြည့်ပြီးနောက်စာအိတ်ကော်ပိတ်ထားသောနေရာသို့နှာခေါင်းကိုကပ်၍အနံ့ခံပြီးလျင်ဒီစာပို့တဲ့လူဟာဆေးရံသမားတစ်ယောက်ဖြစ်တယ်ဗျ။သူတောက်တဲ့ဆေးကတော့အကောင်းစားဆေးမဟုတ်ဘူး။ဘင်္ဂလားဒါလီဆေးမုံကိုတောက်နေရတာ။ဆေးရံတောက်တဲ့အသက်ကတော့အတော့ကိုရင့်ပြီဗျ။စာအိတ်ကိုပိတ်ခံနေစရေးဆွတ်တာခုကြောက်နန်းကြီးတော့ဆေးနဲ့တွေဆွဲနေတယ်ဟုစာပလင်းနေမောင်ကပြောလိုက်လေ။ဒုက္ခမောင်ရမောင်ကဆရာရဲ့သူကသူဆေးရံမဲတောက်တောက်ဆေးပြင်းလိုက်ပဲတောက်တောက်အေးမဟုတ်ပါဘူး။ ကျွန်တော်အသက်မသေဘူးကအရေးကြီးပါတယ်ဟုတတွတ်တွပြောနေလေတော့ဤစာပလင်းနေမောင်သည် စာအိတ်ပေါ်မှာလက်ရည်ကို သေးချစွာကြည့်ပြီးဒီစာပို့တဲ့လူကစာကောင်းကောင်းမတက်ချဘူးဗျမလိုအပ်ဘဲနဲ့ဖူးစတော့တွေရှောက်ပြီးချထားတယ်ပြီးတော့မျက်စိလည်းအတော်အတန်မုန်းနေပြီဗျစာလုံးကြီးတွေအကြီးကြီးရှောက်ရေးထားတယ်နောက်တစ်ချက်ကတော့ဟောဒီညင်းဖဲချက်ဟာအလင်းတစ်ခါပို့လိုက်တဲ့ဖဲထုတ်ထဲကဖဲချက်မဟုတ်ဘူးဗျအလင်းတစ်ခါပို့လိုက်တာကဘရုံးတစိ့ဒီဖဲချက်ကတော့မြင်းတစိ့ဖဲထုတ်ထဲကဟာနောက်ပြီးဖဲချက်ကဟောင်းနေတယ် ကစားလက်စဖဲထုတ်ထဲကယူပြီးပို့လိုက်တာဟုစားပလင်းနှင်းမောင်ကပြောလိုက်သည်ထိုအခါမောင်ရင်မောင်ကဆရာရဲ့ပရုံးတစိပ်ပဲဖြစ်ဖြစ်မြင်းတစိပ်ပဲဖြစ်ဖြစ်အရေးမကြီးပါဘူးကျွန်တော်အသက်မသေးဘူးကအရေးကြီးပါတယ်ကျွန်တော်အသက်ကိုကဲပါဟုပူဇော်လေတော့ဤထိုအခါစားပလင်းနှင်းမောင်ကမောင်ရင်မောင်အားကဲမောင်ရင်မောင်မင်းရဲ့အဝတ်အစားတွေကိုချွတ်ပေတော့ဟောဟိုမှာငါအဝတ်အစားတွေရှိတယ်အဲ့ဒါတွေဝတ်ထားဟုပြောလိုက်ရာမောင်ရင်မောင်သည်၎င်း၏အဝတ်အစားများကိုကြပြကြရချွတ်လိဒုက္ခစားပလင်းနှင်းမောင်သည် မောင်ရင်မောင်၏အဝတ်အစားများကိုယူ၍ဝတ်လိ ထို့ကြောင့်ကျွန်ုပ်ကဘလို့လောက်တာလဲအိုက်ဆေးဟုမေးလိုက်လေ။မောင်ရမောင်ကိုတတ်ဖို့ချောင်းနေတဲ့လူကဒီအုပ်အစားကိုမတ်ထားခြင်းမတ်ထားမယ်။ကျုပ်ထင်တဲ့အတိုင်းမတ်ထားလို့လူသက်သမားဟာကျုပ်ကိုမောင်ရင်မောင်ထင်ပြီးတတ်ဖို့ကြိုးစားရင်တော့ဒီကောင်ဒုက္ခလက်လာကြီးတွေ့ပြီဟုစာပလင်းနေမောင်ကပြောလိုက်လေ။ထို့နောက်စာပလင်းနေမောင်က မောင်ရမောင်မင်းအိမ်မှာမင်းအပြင်ဘသူရှိသေးတယ်လဲဟုမေးလိုက်ရာမောင်ရမောင်ကမရှိပါဘူးခင်ဗျာကျွန်တော်တယောက်တည်းပါဟုပြန်၍ပြောလေ။ထို့ကစာပလင်းနေမောင်က ဒီလိုဆိုရင်မင်းအိမ်တော်ကိုငါ့ကိုပေးလိုက်မင်းကတော့ဒီမှာပဲနေဘယ်ကိုမှမထွက်နဲ့စားဖို့တောက်ဖို့လည်းမိဖို့တည်းမှာစမ်းစီစားငှက်ချောက်အဆုံရှိတယ်ကြိုက်တယ်လို့ချက်စားပေတော့ွယ်ဟုပြောလိုက်ဟာမောင်ရင်မောင်ဒီ၎င်းဤနေရလိုက်စာအတိအကျနဲ့တကွာအိမ်ထဲတွင်ရှိသောအတုံးဆောင်ပစ္စည်းများကိုပါမြည်သည့်နေရာ၌မြည်သည့်ပစ္စည်းရှိသည်ကိုပြောပြလေထိုအခါစားပလင်းနေမောင်ကကျွန်ုပ်အားအိုက်ပီယောအာရင်တရက်နှစ်လောက်ကျုံနဲ့လိုက်ပြီးအပန်းဖြေပါလားတင်ငန်းကျုံးကမောင်ရင်မောင်အိမ်မှာစားလိုက်တောက်လိုက်နဲ့အပန်းဖြေကြရအောင်လာပြဟုပြောလေဤ တို့ကကျွန်ုပ်လဲခမရနဲ့ဆိုဘဲမဆိုလိုက်ရဲပါရဲ့ဗျာတနက်တွေပါတွေလိုမယ်ဆိုရင်တော့ပြန်ပြီးယူလိုက်အောင်မယ်ဟုပြောလိုက်လေဤမလိုပါဘူးအိုက်ဘီဟောဒီကြုတ်တနက်ကိုခမရယူထားပြည့်ရင်ဘဲဘက်ကိုနည်းနည်းကလေးဆွဲတယ်ညာဘက်ကိုနည်းနည်းကလေးတင်ပြီးပြက်ကြုတ်ဖို့ကတော့ဟောဒီလက်သေးရဲ့ဟောဒီဒူးရဲ့နဲ့ပဲလုံလုံလောက်လောက်ရှိပါပြီဗျာဟုပြောလေဤထို့နောက်တွင်ကကျွန်ုပ်နဲ့စားပလင်းနဲ့မောင်သည်မောင်ရင်မောင်အားထားခဲ့၍အပြင်သို့ထွက်ခဲ့ကြလေတော့ဤထို့နောက်ကျွန်ုပ်တို့သည်တင်ငန်းကျွန်းသို့မသွားသေးပဲ လဖက်ရည်ဆိုင်တို့ဝင်ကကျွန်ုပ်ကချိုချိုစိမ့်စိမ့်လဖက်ရည်တစ်ခွက်စားပလင်းနှင်းမောင်ကခက်ကြကြလဖက်ရည်တစ်ခွက်တောက်ကြသည်တို့တို့တောက်ပြီးလျင်မောင်ရင်မောင်ဤအိမ်တို့ထွက်ခဲ့ကြလိမ့်အိမ်တို့ရောက်လျင်ကျွန်ုပ်တို့သည်နေရာထိုင်ခင်းများကိုပြင်ဆင်ကြ၏ညစာစားရင်နှင့်ညနက်စာစားရင်အတွက်ကျွန်ုပ်ကစီမံလိမ့်စားပလင်းနှင်းမောင်ကမူအိမ်အမိုးပေါ်သို့တက်ကပဝင်းကျင်ကိုလေ့လာကြည့်ရှု၏တို့နောက်ကျွန်ုပ်ကိုထားခဲ့ပြီးလျင်အပြင်သို့ထွက်သွားလိမ့်အတော်တန်မိုးချုံမှပင် ကလားကလေးနှစ်ဦးနှင့်ပြန်လာခဲ့လေ။ထိုကလားကလေးများမှာငန်းနှကောင်စီပိုက်၍လာလေ။စားပလင်းနှင့်မောင်ကလည်းငန်းနှကောင်ကိုပိုက်လာလေ။ထို့နောက်ကလားကလေးများအားငန်းများကိုခြံထွင်း၌လွတ်ရန် စားပလင်းနှင့်မောင်ကပြော၍ငန်းဘိုးငွေများပေးလိုက်လေ။အိုက်စေးငန်းနေဘာလို့မလို့တုံးဟုမေးလိုက်ရာစားပလင်းနှင့်မောင်ကခြံကမလုံဘူးဗျ။ဒီကောင်နေကင်းဆောင်လိမ့်မယ်။ငန်းဟာခွေးထက်အိမ်လုံးနေဗျ။အရေးမြင်တာနဲ့တကယ်ထက်နဲ့អော်တော့တာပဲဟုပြောလေ။ထိုအခါကျွန်ုပ်က ရန်သူကဒီညလာမလားဟုမေးလိုက်ရာစားပလင်းနေမောင်ကဒီညလာဖို့တော့မရှိပါ යි ပြီ။မနှက်ဖြန်ဆိုရင်တော့အဖြေရပါပြီဟုပြောလေ။ထို့နောက်ကျွန်ုပ်တို့သည်ညစာချက်ပြုတ်စားတော့ကြလေ။ပြီးလျင် အတော်အတန်ညနဲ့တီထီစကားပြောနေကြ၏။ညအိတ်ခန်းဤသောခါ၌ကျွန်ုပ်ကကော်ဖီပြော၏။စားပလင်းနေမောင်ကမူပါမုံကိုမီးကင်လေ။ပြီးလျင်ကော်ဖီနှင့်ပါမုံမီးကင်ကိုစားတော့ကြပြီးနောက်အိတ်ဆက်ကြလေ။နောက်တနေ့နဲ့နှစ်နိုင်မူစားပလင်းနေမောင်သည်ကျွန်ုပ်အားထားခဲ့၍ အပြင်သို့ထွက်သွားလိမ့်နေလေရောက်သောခါမှပင်ကျွန်ုပ်ထံသို့ပြန်၍ရောက်လာ၏လိုလဲအိုက်စေးဟုကျွန်ုပ်ကမေးလိုက်ရာစားပလင်းနှင့်မုံကလူသက်သမားဟာကြုတ်ပြောတဲ့အတိုင်းပဲဗျဒီကောင်ဈေးတန်တောက်တယ်အိန္ဒိယပြည်တောင်ပိုင်းသားတူပဲသူ့နာမည်ကနာရာယန်လို့ခေါ်တယ်သူမနေ့ကသကောင်ကျော်လောက်မှရန်ကုန်ကိုရောက်တယ်ဒီကနေ့ညလာခြင်းလာလိမ့်မယ်ဟုပြန်၍ပြောလိ၏ထိုနေ့ညကကျွန်ုပ်တို့သည်ထမင်းကိုစောစောစား၍မီးမောင်ချကအိယာထက်၌ပက်လက်လန်၍အိတ်ဆက်ခြင်းမပြုဘဲစောင့်မျှော်နေကြလိမ့် ကျွန်ုပ်သည်ညအတော်နဲ့သောခံ၌အနည်းငယ်ငိုက်ကနေဖြစ်သွားလေ၏ထိုချိန်၌မှပင်ဝရုံးသုံးကတပ်ပုတ်တံများကိုကြားသဖြင့်မိကိုဖွင့်လိုက်ရာမိမိတမြောင်ဖြင့်မိမိဘိုက်ကိုပြန်လဲထိုးမိကနှံရံကိုမီလျက်အသက်ပြောက်နေသောအသက်90ကျော်အရွယ်ကလားတဦးကို တွေ့ရလေ၏ထိုကလားသည် အနက်ရောင်ပေါင်းမိအင်ဂျီတို့ကိုဝတ်ထား၏ထိုကလား၏အိတ်တွင်းသို့ရှာရာမိချစ်တလုံးဆေးတံတလက်နှင့်ဆေးတံတောက်ဆေးဘူးတဘူးတို့ကို တွေ့ရလေ၏ထိုဆေးတံတောက်ဆေးကိုဖွင့်၍ကြည့်ကား ်အင်္ဂလာဒါလီဇေဟုခေါ်သည့်ဆေးမုံများကိုတွေ့ရလေ၏ထို့ကြောင့်ကျွန်ုပ်သည်တင်ကန်းကျွန်းကဲ့သို့အကြောင်းကြားရလေ၏တင်ကန်းကျွန်းကဲ့မှရာဇဝဲအုပ်နှင့်ရဲသားများရောက်လာကြလေလျင်ကျွန်ုပ်ကအကျိုးအကြောင်းကိုပြောပြ၏ရာဇဝဲအုပ်သည်လိုက်လံရေးမှတ်ပြီးလျင်အလောင်းကိုဆေးရုံသို့ပို့လိုက်လေ၏ကျွန်ုပ်တို့သည်ထိုည၌ထိုအိမ်၌ပင်အိပ်ဆက်၍နောက်တနေ့မိုးလင်းမှပင်စာပလင်းနှင့်မောင်နေထိုင်ရန်195ဘိုးလိန်လန်းသို့ပြန်လာခဲ့ကြလေ၏ဒုက္ခမောင်ရင်မောင်ကဘလို့လဲဆရာဟု စားပလင်းနေမောင်အားမေးလေ၏။မောင်ကြီးထဲမှာဆိုတော့ဘာမှလည်းမမြင်ရဘူး။သူ့အသက်ကိုအသက်လူကြရတာမဟုတ်လားကွာ။အဲ့ဒီမှာမင်းကိုတက်မလို့လာတဲ့နာရာရန်ဆိုတဲ့အကောင်တော့သူ့ဘိုက်ကို သူ့ဓာတ်နဲ့ထိုးမိပြီးတေသွားရှာပြီဟုစားပလင်းနေမောင်ကပြောလိုက်လေ၏။ဒုက္ခမောင်ရင်မောင်လဲကျေးဇူးတင်စကားပြောကအိမ်တို့ပြန်သွားလေတော့၏။မောင်ရင်မောင်ပြန်သွားပြီးမကြမီနိုင်စားပလင်းနေမောင်ကကျွန်ုပ်အားအခောက်ကင်ကောင်းကောင်းနဲ့ထမင်းမစားရတာကြာပြီဗျာတရုတ်တန်းပတ်သွားပြီးစားကြရအောင်လားဟုပြောလိုက်လေ၏ ကျွန်ုပ်ကလည်းကောင်းသားပဲဗျာအခောက်ကင်ကြွကြွလေးနဲ့ထမင်းပူပူလေးတလုံးလောက်စားလိုက်ရရင်တော်တော်ကလေးအဟာရဖြစ်သွားမယ်လို့ကြောက်စိတ်ထဲမှာထင်သွားတယ်ဗျာဟုပြောလိုက်လေဤထို့နောက်ကျွန်ုပ်တို့ဦးသည်တရုတ်တန်းဘက်သို့ထွက်လာခဲ့ကြလေတော့ဤလမ်းတွင်ကျွန်ုပ်ကဘလို့လဲအိုက်စီတရားခံကိုဘလို့စဉ်းစားလိုက်တာလဲဟုမေးလိုက်ရာစာပလင်းနှင်းမောင်က စာအိတ်ကတစိမ့်တုံးနေကိုကြည်တာပထမပို့လိုက်တဲ့စာကတီဟိုကဖြစ်နေတယ်နောက်ပို့တဲ့စာတစ်စောင်ကကလကတားကဖြစ်နေတယ်နောက်ဆုံးပို့တဲ့စာက ပို့ပလေးယားကပို့လိုက်တာဗျ။ဒါကိုကြည့်ရင်စာပို့နေတဲ့လူဟာသူကိုယ်တိုင်ခီးသွားနေတယ်ဆိုတာသိနိုင်နေဗျ။သူခီးစဉ်ကလည်းကိုယ့်ရုပ်ကာယကြီးဗျ။ဟိုဝင်ဒီထွက်ကြီး။အဲ့ဒီတော့ဒီလူဟာတင်းမောနဲ့ပင်လေပြင်မှာခီးသွားနေတာတော့မှန်တယ်။သူလိုက်တဲ့တင်းမောဟာခီးတဲ့တင်းတင်းမောတော့မဖြစ်နိုင်ဘူး။စကရူနာလို့ခေါ်တဲ့ကုံတင်ကတ်တူတင်းမောကြီးဖြစ်လိမ့်မယ်။အဲ့ဒါနဲ့ကျုပ်လည်းရေဝင်ရုံးကိုမနှက်ဖက်မှသွားပြီးစုံစမ်းတော့မင်းညတကောင်လောက်ကစိတ်ကမ်းမှာစကရူနာဒဇင်းဆိုင်ကြောင်ရေဂျစ်စတာတွင်းထားတယ်အဲ့ဒီတော့ ဇကရုဏဘောမှာပါတဲ့လူတွေနဲ့ပတ်သက်လို့စုံစမ်းလိုက်တော့ဒါလီစေးတန်တောက်စင်းနဲ့စေးတန်တောက်တဲ့လူတယောက်ပါလာတာကိုသိရတယ်။အဲ့ဒါနဲ့ကျုပ်လည်းလေးလာစရာရှိတာတွေကိုလေးလာပြီးပြန်လာခဲ့တယ်။နာရာရန်ဆိုသူတယောက်ကတော့မောင်ရမောင်ကိုတတ်ဖို့သူ့ရဲ့ဇကရုဏဘောကနေဆင်းလာတယ်။မောင်ရမောင်ကကျုပ်တို့ကိုအကူအညီတောင်းထားတော့မောင်ရမောင်အိမ်မှာလူမရှိဘူး။အဲ့ဒီတော့လူသက်သမားဟာမောင်ရမောင်ရှိတဲ့အမှန်နဲ့ဒီနားကိုကတ်လာတယ်။ဒါပေမဲ့ကျုပ်လွတ်ထားတဲ့ငန်းတွေကိုမြင်တော့အနာကတ်ဖို့မလွယ်ဘူးဆိုတာနာရာရန်ရိတ်မိသွားတယ်။ ါပေမဲ့ဒီကောင်ကလူလဲဗျအနည်းဆုံးနေရာကနေပြတွေကိုသွားယူလာပြီးဘဲငန်းတွေပေါ်ကျဲတာကိုအဲ့ဒီမှာဘဲငန်းတွေဟာပြတွေပါဇက်သေးဝင်ပြီးအတန်နေကက်ကုံတော့တာပဲအဲ့ဒီလိုဖြစ်တော့မှသူကအိမ်ရဲ့အမိုးဘော်ကနေတပြားကိုခွာပြီးအိမ်ထဲကိုဝင်လာတာကြောက်စင်းစားထားတဲ့လမ်းကြောင်းတိုင်းဝင်လာတာဆိုတော့မောင်ကြီးထဲမှာပြိမဲ့မန်းဆပြီးတိုက်ခိုက်လိုက်တာပေါ့ဗျာသူကမြလွယ်လွယ်ကူကူနဲ့မောင်ရမောက်အသက်ကိုလှုပ်ကြံနိုင်မယ်ဆိုပြီးအပိုင်တွက်လာတာမမျော်လင့်မဲ့သူ့တမျောင်ဟာသူ့ဘိုက်ထဲကိုဝင်ပြီးအသက်ပျောက်သွားရရှာတယ်ဟု ပြောလေ၏ထို့နောက်ကျွန်ုပ်တို့သည်တရုတ်တန်းသို့ရောက်သောခါ၌ထမင်းဆိုင်သို့ဝင်ကာထမင်းနှလုံးနှင့်အခေါက်ကင်ပွဲကြီးတစ်ပွဲမှကစားတောက်နေကြလေ၏ထိုချိန်၌မှပင်ဆိုင်အတွင်းသို့တစုံတစ်ယောက်သည်ဝင်လာပြီးကျွန်ုပ်တို့ဇပွဲအနီးမှဖြတ်သွားလေ၏ဒုက္ခစားပလင်းနှင့်မောင်ကထိုသူ၏လက်ကိုဇက်ကနေဖမ်းဆွဲလိုက်ပြီးနောက်မောင်ညမောက်ထံမှရရှိထားသောဖဲသုံးချက်ကိုထိုသူ၏လက်တွင်းသို့ထည့်လိုက်လေတော့၏ထိုသူသည်ဖဲသုံးချက်ကိုမြင်လျင်မျက်လုံးပြူး၍သွား၏ထို့နောက် တစုံတစ်ခုပြုတ်လောက်ရန်အတွက်လှုပ်ရှားလိုက်ရာစာပလင်းနှင်းမုံက6လုံးပြုတ်တဲ့နက်ကိုထုတ်၍ဒီမှာမစ္စတာဆူကာတနက်က black magic ထက်စွမ်းနေနော်မနေ့ညကနာရာရန်တင်ငန်းကျွန်းကမောင်ရင်မောင်အိမ်ထဲကိုလာတဲ့ခါမှာခမည်းပါလာတယ်ခမည်းကခြံအပြင်ဘက်ကစောင့်ပေးတယ်ခမည်းတောက်တဲ့စင်တစိတ် secret ကိုလူတိုင်းတောက်ပေမဲ့ခြံနာကတွေ့ရတဲ့ secret တို့ကိုခမည်းတောက်တာလို့ဘာဖြစ်လို့ကြောက်ကပြောရတယ်လဲဆိုတော့ခမည်းက secret တို့ကိုဆေးဘောလိုက်တောက်တယ်လို့ကြိုက်ပြီးတောက်လို့ရှိတော့ secret အစီကံမှာတွားရတယ်ထင်နေတယ်ဟုပြောလိုက်ရာစူရကာက ခမရတနက်ကြီးတင်းထားလိုက်ပါကိုနင်းမောင်ရေဟုဆိုကခွေးချစ်တလုံးကိုဆွဲယူ၍ကျွန်ုပ်တို့စပွဲ၌ဝင်၍ထိုင်လိုက်လေမင်းညက်ကမောင်ရမောင်ခြံသားကိုကြုတ်ရောက်ခဲ့တယ်ဆိုတာလဲကြုတ်မငင်းပါဘူးဗျာနာရာတန်းကမောင်ရမောင်ကိုလှုပ်ကြံမှုအမိုးကနေဖောက်ဝင်တာကြုတ်သိတယ်နာရာတန်းရောက်လာတယ်မရောက်ခင်ကလေးကဖဲချက်တွေပို့နေတယ်ဆိုတာကြုံနီးကြုတ်ဟန်နဲ့သိထားပါတယ်ဒါပေမဲ့ကြုတ်ကနာရာတန်းရဲ့လူမဟုတ်ပါဘူးနာရာတန်းကမောင်ရမောင်ကိုတတ်ပြီးပကြီကားကိုဖြုတ်ယူလိုက်ရင်တော့ နာရာတန်းကိုတိုက်ခိုက်ပြီးအဲ့ဒီပကြီကားကိုလူယူသွားဖို့စောင့်နေတာပဲခုတော့မောင်ရမောင်လည်းမသိကျုပ်လည်းပကြီကားကြီးကိုမလူပြဘူးအဲ့ဒီတော့ကျုပ်မှာဘာအပြစ်မှမရှိဘူးဘာအပြစ်မှမရှိတဲ့လူတယောက်ကိုခမရကတနက်ကြီးနဲ့ချိန်ထားရသလားဗျာဟုမဂျရှင်စူရကားကပြောလိုက်လေဒုကစာပလင်းနေမောင်ကတနက်ကိုတင်းလိုက်ပြီးလျင်ကျုပ်စဉ်းစားလို့မရပဲပြက်နေတဲ့ဂွင်းဆက်ကလေးကဒါပါပဲခမရနဲ့နာရာတန်းနဲ့ဘလို့အဆက်အသွယ်ရှိသလဲဆိုတာတွေးလို့မရဘူး ဒါပေမဲ့အခင်းဖြစ်ပွားတဲ့နေရာမှာခမည်းရှိနေတာကိုလည်းကျုပ်ကတဲလွန်စာရထားတယ်။ခုတော့လေခမည်းပြောလိုက်တော့ရှင်းပါပြီဗျာ။အဲ့ဒီပကြီကားကိုမောင်ရမောင်စီကကျုပ်တောင်းယူပြီးခမည်းစီပို့လိုက်မယ်။ဒီပကြီကားဟာခမည်းအတွက်ဘလို့များအသုံးဝင်မှသလဲဟုစားပလင်းနေမောင်ကမေးလိုက်ရာမစ္စတာဆူရကားကကျုပ်တို့လိုက်စားနေတဲ့အတက်ပညာစံတခုမှအရေးဟာအဓိကပဲဗျ။အဲ့ဒီပကြီကားမှာအရေးနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေဖော်ပြထားတယ်။အဲ့ဒါကြောင့်အငမ်းမရလိုချင်တာပါဗျာဟုပြောလိုက်လိမ့်။ထို့နောက်တွင်ကား ။စာပလင်းနေမောင်သည်မောင်ရင်မောင်ထံမှပကြီကားကိုတောင်းယူ၍မစ္စတာစုရကားထံပို့ပေးလိုက်လေ။ထို့သောပို့ပေးပြီးရှေ့ရခန့်ကြာသောခါ၌စာပလင်းနေမောင်၏အိမ်၌ကျွန်ုပ်နှင့်စာပလင်းနေမောင်စကားပြောနေကြစဉ်စာတစောင်ရောက်လာလေ။ထိုစာကိုဖွင့်၍ဖတ်ကြည့်ရာအောက်ပါတိုင်းတွေ့ရ၏။မိတ်ဆွေကြီးကိုနေမောင်မိတ်ဆွေကြီးရဲ့ကျေးဇူးနဲ့ကျွန်တော်တို့အဖွဲ့ကအလိုရှိနေတဲ့အဖွဲ့ဝင်အတိအမှတ်ပြုပကြီကားကိုပြန်လဲရရှိပါပြီ။ကျုပ်တို့ဟာဒီပကြီကားမျိုးဘသူစီပဲရောက်ရောက်မရရတဲ့နည်းနဲ့ပြန်ပြီးသိမ်းရပါတယ်။ ျောက်ဟာအဲ့ဒီအဖွဲရဲ့အရေးကြီးတဲ့မန်ဘာလူကြီးတဦးပါပဲဆက်ကရူနာကတ်တူကြီးစိုက်ရောက်လာတာဟာကျောက်ကနာရာရန်ကိုညွန်ချလို့ရောက်လာတာပါမောင်ရမောင်ကိုတတ်ဖို့လာတဲ့လူဟာဆက်ကရူနာတင်းမွားမှာပါလာတဲ့နာရာရန်ဆိုတဲ့လူဖြစ်တယ်လို့အတိအကျဖော်ထုတ်နိုင်တယ်ခမရဲ့ညံရည်ညံသွေးကအံ့ဩစရာပါပဲအဲ့ဒါကိုတော့ပါရမီလို့ခေါ်ရမှာပေါ့ဗျာအဲ့ဒီပါရမီမျိုးကလူတိုင်းမှာရမှာမဟုတ်ပါဘူးအဲ့ဒါကိုများခမရဟာနာရာရန်တို့လာမယ်ဆိုတာကြုံပြီးကြုတ်ဟန်နဲ့တည်တယ်လို့ပြောတာကိုယုံသွားတယ် ကျုပ်ဟာခမည်းလိုအဲ့ဒီဘက်မှာတော်တဲ့လူမှမဟုတ်တာဗျဘလို့လုပ်ပြီးတိနိုင်မှာတော့နာရာရနဲ့ကျုပ်ငကိုကလေးကအဆက်အသွယ်ရှိတာတိနိုင်မှာပေါ့မိတ်ဆွေကြီးစာပလင်းနေမောင်ရဲ့ခမည်းတော်တယ်လို့လူတိုင်းတော်နေတယ်လို့ထင်နေလို့လားအဲ့ဒါကြောင့်ကျုပ်လိုအရေးကြီးတဲ့တရားခံတယောက်ကိုလက်လွတ်သွားရပြီပေါ့ဗျာမစ္စတာဆူရကာဒီစာကိုဖတ်ပြီးနောက်ကျွန်ုပ်ကဒီတစ်ချက်တော့အိုက်စီခံလိုက်ရပြီထင်တယ်ဟုပြောလိုက်ရာစာပလင်းနေမောင်ကရေခဲတောင် secret တလိပ်ကိုမင်းကြီးရှိုက်ဖွာရင်၎င်းဤအိတ်အတွင်းမှာတန်ကြိုးစာတစ်စောင်အားကျွန်ုပ်အားထုတ်ပေးလိုက်လိမ့် ထိုတန်ကျိုးစာကိုကျွန်ုပ်ကဖတ်ကြည့်ရာကလကတားမှစာပလင်မူကာကြီးကစာပလင်နေမောင်ဤတရင်ပေးကြရမစ္စတာဆူရကာလိုက်ပါလာသောစကရူနာကတ်တူကြီးစိုက်တည်နေတဲ့ပြိုင်နဲ့တက်ရောက်ဖန်စီပီဖြစ်ကြောင်းအကြောင်းကြားထားသောတန်ကျိုးစာဖြစ်ကြောင်းတွေ့ရလေထိုကြောင့်ကျွန်ုပ်ကတရခံလွတ်သွားပြီးအောင်မေတာအိုက်ဆေးကအချိန်မီအကြောင်းချလိုက်တော့မူကာကြီးတို့အုပ်စုကဆူရကာကိုဖမ်းလိုက်နိုင်သေးတာပေါ့ဟုပြောလိုက်ရင် secret မိโกများကိုမုတ်ထုတ်ရင်စာပလင်နေမောင်ကလွတ်သွားတာမဟုတ်ဘူးပြောတမင်တကာလွတ်ပေးလိုက်တာ စူကာကိုကလကတာပလိတ်ကလိုချင်နေတာကြပြီဒီမှာဖမ်းလိုက်ရင်အစိုးရစိတ်နဲ့ကလကတာကိုပို့နေရအောင်မယ်ကျုပ်လက်တရားခံပို့တဲ့တာဝန်တစ်ခုပို့လာအောင်မယ်အဲ့ဒါကြောင့်သူစိတ်နဲ့သူသွားပြီးအဖမ်းခံရအောင်လွတ်ပေးလိုက်တာ IPA ဟုရှင်းရှင်းကြီးပြောလိုက်မှပြင်ကျွန်ုပ်ကဩလက်ဆက်တော့ဒီလိုကိုဟုရေရွတ်မိလေတော့တည်